မြိတ်မြို့ကုန်းဖောင်ရက်ွက်ကုန်းဖောင်တဒါနာမှာတဲကြောက်တင်ကားတိုင်ပြီလို့အသက်၄နှစ်လောက်ရှိတဲ့ကလေးငယ်တူသေဆုံးသွားပါတယ်။မေလ၅ရက်နေ့ညနေပိုင်းမှာတဲကြောက်ကားနဲ့အတိုက်ခံရတဲ့ကလေးငယ်ဟာနေရာမှာနေဘိုက်ပွင့်ဒဏ်ရာနဲ့သေဆုံးသွားတယ်လို့မြင့်မြင့်တွေ့ရတဲ့အမျိုးသားကပြောပါတယ်။မြိတ်မှာတဲကြောက်တင်ကားအများစုဟာအရှိန်ပြင်းပြင်းမောင်းလေးရှိတယ်လို့မြို့ခံတွေကပြောပါတယ်။ အခင်းဖြစ်ပြီးတဲ့နောက်တဲကြောင့်ကမောင်းသူကိုရဲကဖမ်းခေါ်သွားပြီးကလင်းငယ်ရဲ့ရုပ်လောင်းကိုတော့မြိတ်မြို့ရင်ခွဲရုပ်စီကိုတဲဆောင်သွားတယ်လို့မြို့ခံတွေစီကသိရပါဗျာ။